မဆိုးရကအစစ်မြင့်လေတဲ့အရာရှိတူးကိုယာရုကနေဖယ်ရှားလိုက်တဲ့ကြောင်းသမရယုံအရာရှိကိုကိုးကားပြီးရိုက်ဒါသတင်းမှာဖော်ပြထားတဲ့ကိစ္စဟာတရုတ်မြန်မာနယ်စပ်မှာကိုးကန်းနဲ့ဖြစ်ပေါ်တဲ့တိုက်ပွဲတွေအတွင်းတရုတ်နိုင်ငံဘက်ကဘုံစံတွေကျသွားခဲ့တဲ့အပေါ်တရုတ်ဆိုးရကဖိအားပေးလာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့မြမစစ်ရေးကိုလေ့လာနေသူတွေကပြောပါတယ်အပြည့်စုံကိုတော့ကိုဇော်ဝင်းနိုင်ကတင်ပြပေးမှာဖြစ်ပါတယ်ဗျာ မြန်မာအစိုးရကစီဦးစီးအရာရှိချုပ်လေဘိုချုပ်လွင်ဦးကိုယာရုကဖယ်ရှားပြီးပုံမှုချုပ်မောင်မောင်ကျော်နဲ့အစာထိုးခံထားလိုက်တာဟာဒီကိစ္စမှာအဓိကတာဝန်ရှိတဲ့ကာကွယ်ရေးဦးစီးချုပ်ကိုအေးမြူပဲဘိုချုပ်ဝေလင်ကိုသာယာရုကဖယ်ရှားလိုက်ခြင်းဖြစ်တယ်လို့ဝါရှင်တန် DC မြို့ကမြန်မာစစ်တမ်းရုံးမှာစစ်တမ်းမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဗိုလ်မှူးအောင်လင်းထွတ်ကပြောပါတယ်ကျွန်တော်ပြပောင်းတော့ပြောချင်တာကပေါ့လေကုလရှိစီဦးစီးအရာရှိချုပ်လေးဗိုလ်ချုပ်လွင်ဦးကကျွန်တော်တို့ ြောရရင်တော့ထိုးပြီးတော့မှအကျိခံရတဲ့နေသားမျိုးဖြစ်ပါတယ်ဒီတက်မတော်မှာအစင်ဆက်ပေါ်ဒီကျွန်တော်တို့ရှိစဉ်တဲ့ကူကကုတိပါပဲဒီတက်မတော်စစ်လီမြန်နေနဲ့ပတ်သက်ပြီးမှလေမြန်ပေါ့လေစစ်လီမြန်နေသုံးတာနဲ့ပတ်သက်ပြီးလို့ရှိရင်တက်မတော်ကာကွယ်ကူစီချုပ်ကဘုရားဝင်မဲအောင်လာရဲ့အမင်းငယ်ပဲလုံးရပါတယ်ခင်ဗျာအထူးသဖြင့်တော့ဒီလိုလေတဲ့အစ်စ်စင်းတွေလုတ်တဲ့အခါမှာအောက်ကဒီဘုโจလူမျိုးတို့ပိုင်းဘုโจလူမျိုးရဲ့အထက်မှာ ်ဘူဂျိုကြီးတယောက်ရှိပါတယ်ဘူဂျိုကြီးခေအောင်ရဲ့သူတို့ပိုင်းကနေပြီးတော့မှစင်ငယ်စင်ငယ်တင်ပြပြီးတော့မှအမိန်တောင်းခံပြီးတော့မှပြစ်ခတ်ခွင့်ကျွန်တော်တို့ရပါတယ်တကယ်တကယ်တာဝန်ရှိတာတော့ကာဝေးဘူဂျိုဘူဂျိုကြီးခေအောင်လိုက်ပါပဲပြီးခဲ့တဲ့မလ13ရက်နေ့ကတရုတ်နိုင်ငံယူနန်ပြည်နယ်အတွင်းကကြံငဲတစ်ခုတည်းကိုဘုံစံကြခဲ့တဲ့အတွက်အဲ့ဒီဘုံစံနေထိမှန်ပြီးတရုတ်နိုင်ငံသား9ဦးသေဆုံးခဲ့ရတယ်လို့မေလလေတုန်းကလည်းနောက်တစ်ကြိမ်ပုံစံနေကြခဲ့တဲ့အတွက် တရုတ်နိုင်ငံသားအပါအဝင်နေဆက်မှာရှိတဲ့မြန်မာနိုင်ငံသားတချို့လည်းထိခိုက်ဒဏ်ရာရခဲ့တာပါဒီကိစ္စနဲ့ပတ်သက်လို့မြန်မာအစိုးရဘက်ကအစောပိုင်းမှာညှင်းဆိုခဲ့တာတွေရှိသလိုတရုတ်ဘက်ကတောက်မှန်ခိုင်းတာတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့တရုတ်နိုင်ငံအတွင်းကိုလက်နက်ကြီးကြီးတွေပုံစံတွေဒုတိယအကြိမ်ကျသွားပြီးတဲ့နောက်မှာတော့တရုတ်ဘက်ကသတိပေးပြောဆိုတာတွေရှိလာခဲ့ပြီးနိုင်ငံနေဆက်မှာစီရေးလက်ကျင်တာတွေပါလှုပ်လာခဲ့တာပါ အဲ့ဒီနောက်မှာတော့မြန်မာအစိုးရဘက်ကနိုင်ငံခြားရေးဝန်ကြီးဦးဝနမောင်လွင်ဦးဆောင်တဲ့အစီအမံကိုယ်စားလှယ်အဖွဲ့တရုတ်နိုင်ငံကိုဆီလုပီးတောင်းပန်တာနဲ့တာဝန်ရှိသူတွေကိုအရေးယူတာတွေလှုပ်ဆောင်မယ်အကြောင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်လဲအခုလိုဗိုလ်ချုပ်လွင်ဦးကိုယာရုကဖယ်ရှားရတဲ့အထိဖြစ်လာခဲ့တာပါ။စစ်အစိုးရလက်ထက်ကတရုတ်မြန်မာဆက်ဆံရေးကောင်းမွန်ခဲ့ပေမဲ့သမရာဦးသိန်းစင်အစိုးရတက်လာပြီးတဲ့နောက်နိုင်ငံဆက်ဆံရေးဟာတဖြည်းဖြည်းဆိုးဝါးလာနေတာကြောင့်မြန်မာအစိုးရအနေနဲ့တခြားဒေသတွင်းကနိုင်ငံတွေကိုပြန်လည်ချင်းကပ်လာတာတွေကိုတွေ့ရတယ်လို့ဗိုလ်မှူးအောင်လင်းထုတ်ကသုံးသပ်ပါတယ်။ တရုတ်မြန်မာဆက်ဆံရေးမှာအဆင်မပြေမှုတွေရှိနေတဲ့အချိန်မှာပဲကာဝေးဦးစည်းချုပ်ဗိုလ်ချုပ်မူဂျင်မင်းအောင်လိုင်ဟာလာမယ့်ဇူလိုင်လစားမှာအိန္ဒိယနိုင်ငံကိုတွားရောက်ဖို့ရှိနေပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်အိန္ဒိယနိုင်ငံကိုတွားမယ့်ကိစ္စဟာနိုင်ငံငါနေစားဒေသမှာရှိနေတဲ့လက်နက်ကင်အဖွဲ့အစည်းတွေကိစ္စဆွေးနွေးဖို့တဲ့ပို့တဲ့အကြောင်းအရာတွေကိုဆွေးနွေးပြောဆိုကြဖို့ရှိတယ်လို့ဘူမူအောင်လင်းထွတ်ကပြောပါတယ်။ဒီကကတော့ဒီအိန္ဒိယဒီပေါ်ရာငေစားမှာရှိတယ်။နာဂတ်ဘုံနဲ့ကပဲတောင်းရံပြီးကိုအကြောင်းပြပြီးတော့မှာ အင်းရစီယာစီရီယာပေါ့လေစအကူကြီးတောက်ခံလိုက်မယ်ဒါအင်းရလက်နဲ့ကလည်းဟိုတိတ်ဆိုးတဲ့လက်နဲ့တော့မဟုတ်ဘူးဗျအင်းရလက်နဲ့ကလည်းတစ်ချက်ကဒီရုရှားလက်နဲ့ဒီကောင်းကောင်းကိုတုံးခဲ့တဲ့နိုင်ငံပဲလေအတည်းကိုခံမြောက်တော့တဲ့နိုင်ငံလက်နဲ့ဒီဖြစ်တာဟုတ်တော့ဒီလက်နဲ့ကိစ္စကတော့ပါမယ်ပေါ်လာနန်မေကိစ္စလည်းပါမယ်ဘက်ကလည်းဒီနိုင်ငံရေးကိစ္စလည်းဘယ်လိုပါမယ်အနေနဲ့ကျွန်တော်တို့တွေ့ရပါမယ် ရှင်းရှင်းပြောရင်တော့ဒီမော်ဒီယိုဘောင်းလည်းသွားတွေ့ထားတဲ့ပြီးတော့မှသူတို့ဟိုနင်းမော်ချီတွေ့ထားတဲ့အနေအထားမျိုးတော့သူတို့အဲ့လိုလိုက်လုပ်နေတယ်လို့ကျွန်တော်မြင်တယ်သမရကဒုတိယသမဏညံတုံးကရုရှားသွားတယ်ဗျာအခုမင်းအောင်လိုင်းဒါအိန္ဒိယသွားတယ်တကယ်တော့ဟိုဒီနေဇာဘောလာကိစ္စလေးနဲ့ဒီလောက်ကြီးရေးကြီးခွင့်ချက်လုပ်ပြီးတော့မှတော့ကော်ဝေးဦးစီးချုပ်ကိုလည်းသွားစရာမလိုဘူးဗျာကျွန်တော်ပြေးလောက်တော့လीအ တကယ်တော့ဥသိမ်းစင်အစိုးရတက်လာပြီးကတည်းကမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်နိုင်ငံရဲ့ယင်းနှမြုံနံမှုလုပ်ငန်းတွေအပေါ်လူထုရဲ့အမြင်တွေပြောင်းလဲလာပြီးအဲ့ဒီလုပ်ငန်းတွေအပေါ်ကန့်ကွက်ဆန္ဒပြမှုတွေလည်းတဖြည်းဖြည်းများလာနေတာကြောင့်တရုတ်အစိုးရဘက်ကလည်းစိုးရိမ်မှုတွေရှိလာနေတာဖြစ်ပါတယ်ဒါကြောင့်လဲမြန်မာလူထုရဲ့ထောက်ခံမှုရှိနေတဲ့အတိုက်ခံပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ကိုတရုတ်နိုင်ငံကိုဖိတ်ကြားလိုက်တာဖြစ်တယ်လို့ဗိုလ်မှူးအောင်လင်းထွတ်ကပြောပါတယ်။ပုံမှန်လေးပြောရင်တော့တရုတ်ကတော့မကြိုက်တော့ဘူးရှင်းပြောတော့လေ။မကြိုက်တော့ဆိုတာလဲ ဓိကကဒီအစ်ဆိုးရပါလေတန်းချီလက်ထက်ကောတန်းချီလက်ထက်ကတော့လွတ်ချင်တာလုံးလို့ရတော့ပါလေဟိုတိတ်စိတ်နေတဲ့မှာဟိုဘာမှငါတို့တကယ်ကြေကြတော့ခင်ဗျားငါတို့လို့ပေါ့ဘာမှသူတို့ရေရှည်ကြရင်ပြည်သူလူထုရဲ့ထောက်ခံမှုမရဘူးမရတဲ့အခါမှာဒီရုပ်ကအကျိုးစီးပွားရတယ်ပြည်သူလူထုထောက်ခံမှုမရရင်ဒါအပြည့်အစုံရှိခဲ့ပြီးပြီ1969ခုနှစ်တည်းဟိုမှာရေခင်းဖြစ်တာတို့လူတွေမကျေနပ်လို့ရှိရင်သူ့ရဲ့အကျိုးစီးပွားရတယ်ပျက်စီးမှာပဲအဲ့တော့ဒီမကြိုက်တဲ့ဒီသဘောကတော့သူမထောက်ခံကျင်တော့လို့ ပုံနေတော့တော့ဒူးဒူးကြိုက်တဲ့ဂျောင်းဆန်းစုကြည်ဖွဲ့ဦးတို့ကောင်းလားဆိုလို့မှဂျောင်းဝဲပြန်ထောက်ခံကြတဲ့ဤတိုင်းလူလူမြင်တယ်လေကျွန်တော်ဒီနိုင်ငံရေးရတော့အခုအခုလက်ရှိနိုင်ငံချင်းနေပေါ့လေဒီရေကောက်ပွဲချင်းနေမှာဘယ်လိုဖြစ်လာမလဲဆိုတော့အားလုံးကတော့ဒါစောင့်ကြည့်ရဲ့ဤတိုင်းလူရှိတယ်ပေါ့လေဘာပဲဖြစ်ဖြစ်တရုတ်နဲ့ဒီလက်ရှိဆိုရတဲ့ဘိုင်းပေါ့လေဆိုရတဲ့တော့ရခိုင်လို့အဆင်မပြေတော့တာတော့မှန်ပဲကိုယ်တော်ဝင်နေတာ တရုတ်နိုင်ငံခီးစဉ်အတွင်းဒေါ်ဆန်းစုကြည်ကိုတရုတ်သမ္မတရှီကျင်းပင်ကိုယ်တိုင်လက်ခံတွေ့ဆုံတာဟာလဲနိုင်ငံတော်အကြီးအကဲမဟုတ်တဲ့ဧည့်သည်တယောက်ကိုတရားဝင်လက်ခံတွေ့ဆုံရိုးအစဉ်လာမရှိတဲ့တရုတ်နိုင်ငံအတွက်ဒါဟာထူးခြားတဲ့လှုပ်ဆောင်ချက်တစ်ခုလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာအခုနှစ်အတွင်းရွက်ောက်ပွဲတွေကျင်းပဖို့ရှိနေတဲ့အတွက်မြန်မာအစိုးရတာဝန်ရှိသူတွေဟာဒေသရင်းနိုင်ငံတွေအပါအဝင်နိုင်ငံတကာရဲ့ထောက်ခံမှုရနိုင်အောင်အစွမ်းကုန်စူးစမ်းလှုပ်ဆောင်နေတယ်ဆိုတာသိတာထင်ရှားနေတယ်လို့ဗိုလ်မှူးအောင်လင်းထွတ်ကပြောပါတယ်